ဲ့တော့ဒီနေ့မှဘလို့သားကြုံဖြတ်ထားခြင်းမျိုးကပြန်ဆက်လို့ရတယ်ပြန်ဆက်ပြီးရင်ရောကိုယ်ကိုရနိုင်ချေကိုယ်ကိုဆောင်နိုင်ချေနှုံးကဘလောက်ရှိတယ်လဲကိုယ်ကိုဆောင်ပြီးရင်ရောကျမ်းမာပြီးတော့အသက်ရှင်နေခလီလေးဝေးဖွာပြီးအိမ်ပြန်ခေါ်သွားရနိုင်နှုံးကဘလောက်ရှိတယ်လဲဒီရနိုင်ချေရနိုင်နှုံးတွေကိုဘယ်အချက်အလက်တွေကအတိကအဆုံးချက်ပေးတယ်လဲတခြားကော ဘယ်အချက်လက်တွေကိုထည့်သွင်းစဉ်းစားပြီးတော့သားကြောပြန်ဆက်ဖို့သင့်မသင်ဆိုတာကိုဆုံးဖြတ်ကြမလဲဆိုတာကိုသိစေဖို့အတွက်ဒီနေ့မှာအခုလက်ရှိသိပညာဆိုင်ရာတက်တဲ့အထောက်အထားတွေပေါ်မှာအခြေခံပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။ကျွန်မနာမည်ကတော့ဒေါက်တာမြန်နတာပါ။ကျွန်မကယခုလက်ရှိ UK နိုင်ငံကသားဖွားနယ်မြေရဲ့အတိုင်းနဲ့အထူးကုဆရာမကြီးတယောက်ဖြစ်ပါတယ်။အဲ့တော့ကျွန်မတို့သိထားကြတဲ့အတိုင်းပဲသားကြောဖြတ်တယ်ဆိုတာကတော့တကယ်ကိုအထိရောက်တဲ့ဒေတာနေတမျိုးပေါ့နော် permanent contraception လို့ ယ်တနည်းအားဖြင့်တပတ်လုံးခလီမရအောင်လုပ်တယ်နီအကျိုးလည်းရှိတယ်ထီးလည်းထီရောက်တယ်ဒါပေမဲ့ unfortunately အရောက်တရာကိုအမျိုးသမီးအရောက်တရာကိုသားကြောဖြတ်ခဲ့လို့ရှိရှိရှိပြဖြတ်ခဲ့ပြီးတဲ့အမျိုးသမီးရဲ့ခဲကအရောက်20-30လောက်ကတနည်းနည်းတစ်ချိန်ချိန်မှာနှောင်တရပြီးတော့အဲ့ဒီသားကြောကိုပြန်ဆက်ချင်စိတ်ပေါက်လေရှိတယ်အဲ့ဒါကဒါကတွေ့ရှိထားတဲ့ factor ပဲ ်နော်အဲ့တော့ evidence ပဲအဲ့တော့တရားမှာသားကျော်ဖြတ်ထားတဲ့အမျိုးသမီးတရားမှာအယောက်30လောက်ထိဟာဖြတ်ထားတဲ့သားကျော်ကိုနောက်ထရပြီးတော့တချင်ချင်းမှာခလေးပြန်လို့ခြင်းတဲ့အတွက်ကြောင့်မလို့သားကျော်ပြန်ဆက်ခြင်းစိတ်ပေါက်လေရှိတယ်ကြတဲ့အယောက်90လောက်ကတော့ okay ပေါ့နော်ဘာမှပြဿနာမရှိဘူးပေါ့အဲ့တော့ဘလို့ချင်းနေမျိုးတွေမှာဒီအမျိုးသမီးတွေဟာကိုယ်မပြန်ဆောင်ခြင်းစိတ်ပေါ်လာနေရှိတယ်ဆိုတော့အများစုအားဖြင့် relationship ပြောင်းသွားတဲ့အခါမျိုးပေါ့နော်ကိုအိမ်တောင်ပြောင်းသွားတယ်နော်အိမ်တောင်ကွဲသွားတယ်နောက်အိမ်တောင်ပြူတယ်ဒါမျိုးလည်းဖြစ်ကောင်းဖြစ်မယ်အဲဒါမှမဟုတ် unfortunately ကံမကောင်းစွာပဲအရှိတဲ့ကလေးလေးကအကြောင်းတစ်ခုချင်းတစ်ခုကြောင့်ဆုံးရှုံးသွားရတယ်ဆိုတဲ့အခါမျိုးမှာအဲ့လိုအများစုကတော့တခြားကြောင်းလည်းရှိချင်ရှိမှာပေါ့နော်အများစုကတော့ဒီလိုအကြောင်းမျိုးတွေကြောင့်ပြန်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပေါ့ကလေးလေးပြန်လိုချင်လာလိမ့်ရှိတယ်အဲ့တော့ဒါကြောင့်မို့ ဒီလိုမိကုံမျိုးကျမတို့မခမကြခဏအမိခံရလေရှိတယ်အဲ့တော့ပြန်ဆက်လို့ရသလားဆိုတော့အကျဉ်းပြင်းပြောရင်တော့ပြန်ဆက်လို့ရတယ်ဒါပေမဲ့ဘလူသားကြောဖြတ်နီးမျိုးလဲဆိုတဲ့ပုံမှာတော့မဟုတ်တည်တယ်ပြန်ဆက်လို့မရတော့တဲ့သားကြောဖြတ်နီးလဲရှိတယ်အဲ့တော့သားကြောဖြတ်နီးတယ်မှာမပြောခင်ကျမရဲ့ဟောဒီပြနေကြဒီပုံလေးကိုတော့ကျမရဲ့ followers တွေအများစုကတော့သိထားပြီးသားဖြစ်မှာပါတအိမ်ရှိမယ်တအိမ်ကောင်းရှိမယ်သားဥပြုံးဟိုဘက်ဒီဘက်ရှိမယ်သားဥအိမ်ရှိမယ် အဲ့တော့အရင်တော့ကကိုယ်ဝင်ဘယ်လိုရတယ်လဲဆိုတော့ဗီဒီယိုကြည့်ပြီးတဲ့သူတွေဆိုရင်တော့သိလိမ့်မယ်နော်ဒီ Fimbria Ants လို့ခေါ်တဲ့ဒီလက်ချောင်းလေးလေးလို့ရှိနေတဲ့တားဥပြုံရဲ့လက်ချောင်းလေးတွေကနေပြီးတော့တားဥအိမ်ကနေခြွေချလိုက်တဲ့တားဥကိုခြွေတာကိုကောက်ယူရတယ်။ကောက်ယူပြီးသူကအထဲကိုပြန်ပို့တယ်။ဟောဒီအောက်ထဲကနေဝင်လာတယ်။တုတ်ပိုးနဲ့ဟောဒီပြုံထဲမှာတွေ့ပြီးတော့မှတတိအောင်တာတနည်းအားဖြင့်အဲကိုမောရဖို့အတွက်စောင့်ကြည့်တာ။ ဲ့တော့ကျမတို့ကအဲ့လမ်းကြောင်းကိုချက်ရတယ်။ဒါကြောင့်ဖြတ်မယ်ထဲဆိုတာဒါပဲ။အဲ့တော့အဲ့ဒီလမ်းကြောင်းကိုချက်တဲ့နည်းမျိုးစုံရှိတယ်။ဒီမှာခုနကတော့ပုံပေါ်မျက်စိထဲမြင်ပြီးတော့အခုဒီကိုဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒါတအိဒါတာဥပြုံပေါ့နော်။ချက်တယ်ဆိုတော့ဟိုဘက်ဒီဘက်တာဥပြုံဟာ right and left နှစ်ဖက်ရှိတဲ့အတွက်ကြောင့်နှစ်ဖက်စလုံးတော့ကျမတို့ချက်ရတာပေါ့နော်။ဒါကတော့ဒီမှာတော့ပုံထဲမှာတစ်ဖက်ထဲကိုပဲပြထားတာ။အဲ့တော့ဟောဒီလို clip ညှက်ကလေးနဲ့ညှက်လိုက်တယ်။တနည်းအားဖြင့်လမ်းကြောင်းချက်လိုက်တယ်။ ဒီကနေဝင်လာမဲ့တုပ်ကိုဒီကနေဝင်လာမဲ့သားဥလို့ကိုမပေးတွေ့တော့ဘူးအလဲမှာကျမတို့လမ်းကြောင်းချက်လိုက်တယ်အဲ့ဒါသားချုပ်ချက်တာပဲအဲ့တော့အဲ့ဒီလမ်းကြောင်းကိုနီးမျိုးစုံနဲ့ကျမတို့ဖြတ်ရတယ်နော်အဲ့တော့ clip လေးနဲ့ညှက်ကလေးနဲ့ညှက်တာပို့ရှိတယ်ဟောဟောဒီလိုဒီတောင်းကျော်မပြီးတော့ဝင်းကလေးနဲ့ခြီထားလိုက်တယ် နော်ဒီအလဲမှာခြိထားလိုက်တဲ့အတွက်ကြောင့်မလို့ဟောဒီမှာတွေ့ထားတဲ့ဒီ queen ကလေးနဲ့ queen လေးနဲ့ဟိုဘက်ကောဒီဘက်ကောခြိထားလိုက်တယ်အဲ့တော့အဲ့ဒီသုပ်ပိုးနဲ့သာဥလေးနဲ့မတွေ့တော့အဲ့တော့ကိုယ်မမရတော့နောက်တနည်းကတော့မရှိလဲဆိုတော့ဟောဒီသာဥပြုံကိုဒီလိုမျိုး clip တွေ ring နေနဲ့မဟုတ်ပဲလေအလဲကောင်းကနေဖြတ်လိုက်တာအလဲကောင်းကနေဖြတ်လိုက်တော့ဒီဘက်မှာလည်းသာဥပြောင်းတစ်ပိုင်းရှိတယ်ဒီဘက်မှာလည်းသာဥပြောင်းတစ်ပိုင်းရှိတယ်ဒါပေမဲ့သူတို့နှစ်ခုကအဆက်အဆက်မရှိတော့ဘူးအဲ့တော့အလဲမှာသွားစရာလမ်းကြောင်းမရှိတော့တဲ့အတွက်ကြောင့်မဟုတ်လို့သာဥ တောက်ဥလေးနဲ့တုပ်ကိုလည်းမတွေ့နိုင်တော့နော်အဲ့လိုမျိုးလမ်းကြောင်းရှိတယ်အဲဒီခါခါကြတော့အဲ့ဒီလိုဖြတ်လက်ရုံနဲ့မကအောင်ကျမတို့ကဒီမှာကြံခဲ့တဲ့ပုံပြီးတည်ကြအောင်လို့ခလေးမရချင်တော့လောက်တာဘူးအဲ့တော့ခလေးမရတာပုံပြီးတော့တည်ကြအောင်လို့ဒီမှာကြံခဲ့တဲ့ tissue တွေကို dia tummy pottery လို့ခေါ်တယ်အပူနဲ့ရှို့ပလိုက်တာမျိုးရှိတယ် tissue လေးတွေကိုဖြတ်စည်းလိုက်တယ်ပေါ့နော်ဘာလို့လဲဒီလုပ်ငန်းဆောင်တော့မလိုချင်တော့ဘူးလေဒါကြောင့်ဖြတ်တယ်ဆိုတော့ဒါကိုမလိုချင်တော့လို့လုပ်ရတာဖြစ်တဲ့ကြောင့်မဟုတ်အဲ့လိုမျိုး ောက်တနည်းအားပါရှိလဲဆိုတော့အခုပြထားသလိုပဲအလဲကဖြတ်တာမဟုတ်ပဲနဲ့ဟောဒီတပိုင်းလုံးဖြတ်ထုတ်လိုက်တာနော်အဲ့တော့သဘောကဟောဒီဘက်အချမ်းကိုနော်ဟောဒီဘက်အချမ်းကိုဖြတ်ထုတ်လိုက်တယ်တနည်းအားဖြင့်ဒီ fimbriel လက်ချောင်းလေးလေးတို့ဖြစ်နေတဲ့တောင်းဥပြရဲ့အပိုင်းကိုဖြတ်ထုတ်လိုက်တယ် fimbriectomy လို့ခေါ်တယ်အဲ့တော့ဒီတပိုင်းကဖြတ်ထုတ်လိုက်တယ်ဟောဒီလိုမုတ်စီနဲ့ကြက်ခဲ့တယ်နော်ဒါပေမဲ့လေဟိုဘက်ကနေတောက်ဥကိုကောက်မဲ့ဟာလည်းမရှိတော့ဘူးဒီပြုံနဲ့ကိုသွင်းမဲ့ဟာလည်းမရှိတော့ဘူးပြုံလဲပိတ်တော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ခလေးမရနိုင်တော့ နောက်တနည်းကတော့ပါရှိတယ်ဆိုတော့เนาะဟောဒီပုံမှာပြထားတဲ့အတိုင်းပဲတအိမ်ရှိမယ်တောက်ဥပြုံနှစ်ဖက်ရှိတယ်ဒီနေရာတွေကတော့တောက်ဥအိမ်ပေါ့เนาะခုနကတော့ကျွန်မပြရတယ်ဟောဒီပုံလေးအတိုင်းပဲเนาะအဲ့တော့နောက်တနည်းကပါလဲဆိုတော့ခုနောက်ပိုင်းကျွန်မတို့လောက်လာတာပါလဲဆိုတော့ bilateral total subinjectomy လို့ခေါ်တယ် bilateral ဆိုတာနှစ်ဖက်စလုံးပေါ့တားကြောဖြတ်ရင်နှစ်ဖက်စလုံးပဲဖြတ်ရတယ်ဘယ်နည်းနဲ့ပဲဖြတ်ဖြတ်အဲ့တော့ total subinjectomy ဆိုတဲ့အတွက်ကြောင့်မလို့တားဥပြုံကိုအရင်ကနေနှစ်ဖက်လုံးကိုဖြတ်ပြီး ထုတ်ပြလိုက်တာအဲ့တော့တအိမ်ကငုတ်တုတ်ပဲကြက်ခဲ့တယ်နော်တအိမ်ကြီးပဲကြက်ခဲ့တယ်ဒီမှာတွေ့တဲ့အတိုင်းပဲသားဥပြုံပါမှမရှိတော့ဒီနီးလန်းကခုနောက်ပိုင်းကျမတို့ဘာလို့သုံးလဲဆိုတော့သားဥပြုံမရှိတော့ခြင်းအဖြစ် ovarian cancer လို့ခေါ်တယ်သားဥအိမ် cancer ဟာသားဥပြုံကနေလဲစဖြစ်လာတယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့သားဥပြုံကိုလုံးဝဖယ်ထုတ်လိုက်ခြင်းအပြင်အဲ့ဒီသားဥအိမ်ကန်ဆာဖြစ်နိုင်ခြင်းကိုရှော့ချနိုင်တယ်။အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ ဘာချုပ်ဖြတ်ချင်တဲ့အမျိုးသမီးတွေကိုကျမတို့ကကဲဒီမှာတော့ဒီလိုဒီလိုဒီလိုနီးလန်းနေရှိတယ်။အဲဘဲနီးလန်းအဖြစ်ကောင်းကျိုးဆိုးကျိုးပါရှိတယ်။အဲနောက်ပိုင်းပြန်ပြီးတော့ reversal reversal surgery ဆိုတာ reverse လုပ်တယ်ဆိုတာပြန်ဆက်တာပေါ့နော်။ပြန်ဆက်တာမျိုးဆိုရင်တော့ဒါပြန်ဆက်လို့မရတော့ဘူး။အဲ့တော့ဒီဟာမျိုးနဲ့ကလေးပြန်လို့ချင်တယ်ဆိုရင်တော့သွားရမယ်နီးလန်းချောင်းက IVF ပေါ့နော် in vitro fertilization လို့ခေါ်တယ်။တနည်းအားဖြင့်အဖန်ပြွန်တတိသားနဲ့ကလေးယူလို့ရတယ်ပေါ့။ဟုတ်ပြီ။အဲ့တော့ အားကြောဖြတ်တယ်ပြန်ဆက်တယ်နော်ပြန်ဆက်ပြီပြန်ဆက်တယ်ဆိုတာဒီတိုင်းပဲသူပြုံလေးနှစ်ခုကိုဆက်ချင်လို့ကိုပြန်ဆက်လိုက်တာမဟုတ်ဘူးလေသူ့ရဲ့လုပ်ငန်းဆောင်တာကိုပြန်ပြီးပုံမှန်ပြန်လုပ်စီချင်တယ်သူ့ရဲ့လုပ်ငန်းဆောင်တာဘာကပါလဲကိုဝန်ရပါနောက်ကိုယ်ကိုဆောင်ဖို့အဲ့တော့အဓိကကျမတို့သိချင်တာကပြန်ဆက်ပြီးရင်ကိုဘယ်လောက်အလုပ်ဖြစ်မလဲဆိုတာကိုအဓိကသိချင်တာပေါ့ဟုတ်လားနော်အဲ့တော့ပြန်ဆက်ပြီးရင်ဘယ်လောက်အလုပ်ဖြစ်တယ်လဲဆိုတာအကျမ်းမင်းပြောရရင်တော့နော်အကျမ်းမင်းပြောရရင်2023လောက်ကလုထားတဲ့အဲ study တစ်ခုကပေါ့နော် analysis study ဆိုတာထက် meta analysis လို့ပြောလို့ရတယ်ထားပါတော့လေအဲတားကြောဖြတ်ထားပြီးသားအမျိုးသမီးတွေပြန်ဆက်လိုက်တယ်တပေါင်းဒေးတောင်ကျော်လောက်ကိုသူတို့ကြည့်တယ်အဲ့ဒီမှာဘယ်နှယောက်ကိုဝင်ရတယ်လဲကိုဝင်ရတဲ့သူတွေရောကိုကျမ်းမာပြီးတော့အသက်ရှင်နေခလေးလေးဘယ်နှယောက်ကိုအိမ်ခေါ်သွားနိုင်တယ်လဲဆိုတဲ့နှုံတွေကိုကြည့်တယ်အဲ့လိုကြည့်တဲ့အခါမှာဘာတွေ့ရသလဲဆိုတော့အကျန်းပြင်းတော့เนาะအဲ့လိုပြန်ဆက်ထားတဲ့အမျိုးသမီးအယောက်တရာမှာ 65ရောက်လောက်ကကိုယ်ဝင်ရကြတယ်။ကိုယ်ဝင်ရှိလာတယ်ဆိုရင်လည်းဒါပေါ်သဘာဝအဖြစ်ပေါ့နော်။ပြန်ဆက်လိုက်တယ်နော်။ဒါကြောင့်ပြတ်ထားတဲ့အမျိုးသမီးပြန်ဆက်လိုက်တယ်။ပြန်ဆက်လိုက်ပြီးတနှစ်နှစ်နဲ့တော့တွင်မှာကိုယ်ဝင်ဆောင်နိုင်ကြတယ်။ဘလောက်လဲ။တရားပြန်ဆက်ရင်65ရောက်လောက်ကကိုယ်ဝင်ဆောင်နိုင်တယ်။အဲ့ဒီ65ရောက်လုံးကကျမ်းမာတဲ့ခလီမွေးတာတော့မဟုတ်ဘူး။နော်ကျမ်းမာတက်ရှင်တဲ့ခလီမွေးတာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါလူတိုင်းတည်ပြီးတာ။ကျမတို့ကိုယ်ဝန်ရှိတိုင်းခလီရတာမဟုတ်ဘူး။နော်။အဲ့တော့ ိုယ်ပုံပြတ်သွားတယ် unfortunately ကိုယ်ပုံပြတ်တယ်ဆိုတာရှိတယ်ဟောဖန်ကျော် sorry tubal pregnancy ဆိုတာတောက်ဥကျုံထဲမှာနေရာလွဲပြီးတတိတဲလို့ဖယ်လိုက်ရတယ်ဆိုတာရှိတယ်ဒါမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကိုယ်ပုံညသွားတယ်65ရောက်ထဲမှာဆိုရင်လေတရားမှာ65ရောက်ကိုယ်ပုံညရင်အဲ့နဲ့ရောက်ကကျမ်းမာတဲ့ခလေးလေးအသက်ရှင်ပြီးကျမ်းမာတဲ့ခလေးလေးအင်တန်ခေါ်သွားနိုင်လေဆိုတော့ကြည့်လိုက်တဲ့အခါမှာ 42ယောက်43ယောက်သဘောက100ကိုမရှိသွားတယ်။ဒါကြောင့်ဖြတ်ထားတဲ့မျိုးသမီးတွေဒါကြောင့်ပြန်ဆက်တယ်။ထားပါတော့အယောက်100ကိုမပြန်ရှိတယ်ထားပါတော့။အဲ့ဒီကိုမရှိတဲ့သူတွေကမှအယောက်40ကျော်ကကျန်းမာတဲ့ကလေးလေးတွေကိုအိမ်ပြန်ခေါ်သွားလိုက်တယ်။မွေးပြီးပြန်ခေါ်သွားလိုက်တယ်။အဲ့တော့ဒါကလူတိုင်းအတွက်မှန်သလားဆိုတော့လူတိုင်းအတွက်တော့ဒီ figure ကအတိအကျမမှန်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဓိကအချက်ကဘာကွာလဲဆိုတော့ age အသက်ပေါ့နော်။အမျိုးသမီးတွေရဲ့အသက်အရင်ကြီးကြီးတယ်။ကိုမဆောင်ဖို့နေရဆိုတဲ့နေရာမှာ ပမာသူတို့ဘာတွေ့ရတယ်လဲဆိုတော့သားကြောင့်ပြန်ဆက်ထားတဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးရဲ့အသက်က35နှစ်အောက်ဆိုရင်ပေါ့နော်35နှစ်အောက်ဆိုရင်သူဟာတစ်နှစ်တစ်နှစ်အတော်တွင်ကိုယ်ကိုပြန်ဆောင်နိုင်တဲ့နှုန်းကဘယ်လောက်ရှိလဲဆိုတော့65 66ရာခိုင်နှုန်းလောက်ရှိတယ်အဲ့တော့သဘောက35နှစ်အောက်အမျိုးသမီးတွေဆိုရင်တရားသားကြောင့်ပြန်ဆက်ထားတယ်ဆိုရင်အဲ့ဒီတရားတွေက65ရောက်66ရောက်လောက်ကကိုယ်ကိုပြန်ဆောင်နိုင်တဲ့တစ်နှစ်တစ်နှစ်အတော်တွင်အဲ့ဒီကိုယ်ကိုပြန်ဆောင်နိုင်တဲ့အမျိုးသမီးတွေလည်း ုနဲ့ဆက်၃ရောက်94ရောက်လောက်ပါလေကျမတိုင်သွားတဲ့ခရင်းလေးတွေပေးပြီးတော့အင်ဂျင်ခေါ်သွားနိုင်ပြီ။ဒါပေမဲ့ဒီအမျိုးသမီးတွေဟာအသက်၄၀ကျော်အမျိုးသမီးတွေချစ်ခဲ့လို့ရှိရင်တော့အယောက်တရာကိုပြန်ဆက်လိုက်ရင်ဒါကြောင့်ပြန်ဆက်ကိုဝင်ရနိုင်ကြီးက36ယောက်လောက်ကပဲပုံပေါ်ရတယ်။အဲ့ထက်အယောက်တရာကိုပြန်ဆက်လိုက်တဲ့36ယောက်လောက်ကပဲကိုဝင်ရနိုင်တဲ့အဲ့ပထမတစ်နှစ်နှစ်နှစ်တော်တွင်မှာအဲ့ဒီကိုဝင်ရတဲ့အယောက်တရာကိုသွားပြန်ကြည့်လိုက်ရင်လည်း28ယောက်လောက်ကပဲကျမ်းမာပြီးအသက်ရှင်တဲ့ခလေးလေးနဲ့အိမ်ပြန်လာအိမ်ပြန်နိုင်တာကိုတွေ့ရတယ် ဲ့တော့ပြောချင်တာအသက်အရွယ်ခါအများကြီးစကားပြောရဲပေါ့နော်ဒါတစ်ချက်ဒါဆိုရင်နောက်ကျန်တဲ့အချက်တွေရောကျန်တဲ့အချက်တွေကတော့အဓိကပါလဲဆိုတော့ဘလို့သားကြောဖြတ်ထားတယ်ဘလို့သားကြောဖြတ်ထားလဲဆိုတော့ဒီမှာကြည့်လိုက်ရင်အခုဒါကိုနားလည်သွားတဲ့လူတွေဆိုရင်ဒီမှာပြောတာကိုပြောစရာတော့မလိုပဲနားလည်နေလိမ့်မယ်ဥပမာဆိုရင်ညှက်ကလေးနဲ့ပဲညှက်ထားတယ်ကွင်းကလေးနဲ့ပဲကျမတို့စီးထားတယ်ဆိုရင်ဒါလေးတွေကိုပြန်ဖယ်လိုက်ရုံနဲ့ဒီသားဥပြုံကအလုတ်ပြန်လုပ်ဖို့ ပို့ပြီးနေဆက်တယ်ပို့ပြီးအောင်တယ်အဲ့တော့ကိုယ်ဝင်ရနိုင်ချေပုံများတယ်ဒါမျိုးလေဒါဒီလိုမျိုးဖြတ်ထားတယ်ဒီလိုမျိုးဖြတ်ထားရင်ဘာဖြစ်လာလဲဆိုတော့ဒီတောင်းဥပြောင်းရှိဘလောက်ကျန်တယ်လဲကျန်နေအဲ့ဒီအရှိကလည်းအနည်းဆုံး4နှစ်ခုပြန်ဆက်လိုက်ပြီးတဲ့အခါမှာ4စင်တီမီတာ6စင်တီမီတာကျော်ရမယ်ဒါမှလည်းသူပုံမှန်လုပ်ငန်းဆောင်တော့ပြန်လုပ်နိုင်မယ်အဲ6စင်တီမီတာတော့ရှိပါရဲ့ဒါပေမဲ့ကျန်ခဲ့တဲ့တောင်းဥပြောင်းရဲ့တ िश ူတွေကနော်ဟိုပြက်စီးနေတယ်ဆိုတော့ဒါမရပြန်နော်အဲ့တော့အဲ့လိုအချက်တွေပုံမှန်မို့တည်တယ် เนาะအဲ့တော့နောက်တစ်ခုက fimbriectomy လို့ခေါ်တဲ့ဒီ fimbriae အန်တစ်ခုလုံးကို fimbriae ဆိုတာတော်တော်အရေးကြီးတဲ့ဟာမှပါတယ်လက်ချောင်းလေးတွေလို့လို့ကျွန်မခဏခဏပြောတယ်အရင်ဗီဒီယိုတွေမှာလည်းပြောခုတယ်ကိုယ်ဘယ်လိုရတယ်လဲဆိုတဲ့အကြောင်းဗီဒီယိုမှာလည်းအဲ့ဒီလက်ချောင်းလေးတွေကတားဥကိုကောက်ရတယ်လေကောက်ပြီးတော့သူကဒီထက်ကိုတွင်းရတာတားဥဥပ္ပစ္စတားဥပြုံလဲကိုသူကတွင်းလိုက်တယ်ဒါမှဒီဘက်နေလာရတယ်မယ်ဒီအောက်ကနေလာမယ်တုပ်ပိုးနဲ့တွေ့လို့ရမှာတားဥပြုံထဲမှာပဲတတိယအောင်ပါတာ အဲ့တော့ဒီလက်ချောင်းလေးတွေမှာမရှိတော့ရင်လေပို့ပြီးတော့ပြန်ဆက်လဲကိုယ်ဝန်ရနိုင်ဖို့အတွက်ပို့ခတ်ခဲ့တယ်ဖင်ဘရီယိုပလတ်စတီတို့ဘာလို့ပေါ့နော်ပို့ပြီးတော့ complicated ဖြစ်တဲ့ပို့ပြီးရှုပ်ထွေးရဲ့ရှုပ်ထွေးတဲ့ surgery တွေခွဲစိတ်မှုတွေတော့လုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးကိုယ်ဝန်ရနိုင်ချေအနည်းတယ်နော်အဲ့တော့တခြားဘာတွေဘာတွေကဒီကိုယ်ဝန်ရနိုင်ချေအနည်းအများမှာတခြားအချက်တွေကဘာတွေဖြစ်နိုင်တယ်လဲဘာတွေဖြစ်နိုင်လဲဆိုတော့အဲခွဲစိတ်တဲ့ခွဲစိတ်ဆရာပုံရဲ့ เนาะ expertise ပေါ့เนาะဘလောက်ကြွမ်းကျင်ကျင်ချက်ခွဲစိတ်နိုင်တယ်လဲပေါ့เนาะခွပြီးတော့အဲ့ဒါလည်းပါတယ်လို့ခွဲစိတ်ပြီးတဲ့အခါမှာဘလို complication တွေဝင်ခဲ့တယ်လဲเนาะဝင်နိုင်တယ်လဲဥပမာဆိုရင်ဘိုးဝင်သားတို့เนาะနောက် scarring ပေါ့เนาะအထဲမှာ um uh uh အနယုတ်เนาะအနယုတ်တက်တာတို့ပေါ့เนาะအဲ့ဒါမျိုးတွေကိုအဲ့ဒါမျိုးတွေဖြစ်ခဲ့တယ်ဆိုရင်လည်းမဖြစ်တတ်လဲဆိုတော့ကိုယ်ဝင်ရနိုင်ခြင်းနဲ့တလို့ကိုယ်ဝင်ရခဲ့တဲ့အခါမှာလည်းအဲ ectopic pregnancy လို့ခေါ်တဲ့တာဥပြုံးတရေသားတို့နေရာလဲလွဲမှားတရေသားတို့ပေါ့เนาะအဲ့လိုနေရာလွဲပြီးတရေတဲတာမျိုးဖြစ်နိုင်ကြည်ပုံများတယ်ပေါ့เนาะအဲ့တော့အဲ့ဒီအချက်တွေကလည်းဒီအမျိုးသမီးတစ်ယောက်မှာကိုယ်ဝင်ရနိုင်ကြည်ကလေးကျမ်းမာတဲ့ကလေးအသက်ရှင်ကျမ်းမာပြီးအသက်ရှင်တဲ့ကလေးမွေးနိုင်ချင်းဘယ်လောက်ရှိသလဲဆိုတာကွာသွားတယ် နောက်ပါအချက်တွေကကွာနိုင်သေးတယ်လဲဆိုတော့ဒီအမျိုးသမီးရဲ့သားဥပြုံမဲ့အဲ့ဒါကျမတို့ကအခုပြောနေတာလေသားကြောဖြတ်ထားတယ်ဆိုတော့သားဥအိမ်ရဲ့အစွမ်းဆောင်ရည်လည်းရှိနေတယ်သားဥအိမ်မှာသားဥချွေးနိုင်စွမ်းဘယ်လောက်ကျန်သေးလဲနောက်တစ်ခုသူ့မှာတခြားကလေးရဖို့အတွက်နော် ကြားနိုင်ခြင်းကိုရောကြစေနိုင်တဲ့တခြားအကြောင်းချက်တွေပါရှိသေးတယ်။သူ့အမျိုးသားရဲ့ spam count spam mortality နဲ့ morphology ဒါမျိုးတွေပေါ့နော်။တနည်းအားဖြင့်တုပ်ပိုးရဲ့စွမ်းဆောင်ရည်အားကတော့ဘယ်လိုရှိသလဲ။ဒါမျိုးအချက်တွေပေါ်မူတည်ပြီးတော့လေဒီအမျိုးသမီးတစ်ယောက်ကဓာတ်ကြောဖြတ်တာကိုပြန်ဆက်ပြီးတဲ့အချိန်မှာကိုယ်ဝန်ရနိုင်ခြင်းဘယ်လောက်ရှိသလဲ။ခလေးအရှင်ကျမ်းမာတဲ့ကလေးအသက်ရှင်တဲ့ကလေးအင်ပြန်ခေါ်သွားနိုင်ခြင်းဘယ်လောက်ရှိလဲဆိုတာတယောက်နဲ့တယောက်ကြွားချတယ်အဲ့တော့အချမ်းကြီးကျမတို့ ခြုံပြောမယ်ဆိုရင်เนาะကိုအသက်ငယ်တယ်အသက်35နှစ်အောင်အမျိုးသမီးเนาะဒီလိုသားကြောဖြတ်နည်းမျိုးတွေနဲ့ဖြတ်ထားတယ်ဆိုရင်တော့သားကြောပြန်ဆက်လိုက်တဲ့နေ့ဟာခလေးရနိုင်ခြင်းပုံများသလိုကျန်းမာတဲ့ခလေးအင်ပြန်ခေါ်သွားရနိုင်ခြင်းလည်းပုံများအဲ့ဒါမှအဲ့လိုမှမဟုတ်ပဲねအသက်ကြီးရဲ့အသက်40ကျော်ပြီเนาะအသက်40ကျော်ပြီဆိုရင်ဒီလိုမျိုးဖြစ်နေရင်တော့မှခလေးရနိုင်ကြရနေပြီเนาะ ဒါမှမဟုတ်ရင်အသက်တော်ငယ်ပါရဲ့ဟောဒီလိုကျုပ်ကိုနော်ကျုပ်ကျုပ်ဆိုတာတောက်ပြုံပြောတာဒီတောက်ပြုံကိုနော်ကော်တရီနဲ့အပူနဲ့ရှို့ထားတာဒါမှမဟုတ်ရင်ဒီလိုအများကြီးဖြတ်ထုတ်ထားတာဒါမျိုးတွေရှိလာပြီဆိုရင်တော့ဘေဟာကဒီတားကြောဆက်ပြီးရောခလေးရဖို့ကြိုးစားတာထက်စာရင်တော့ IDF ဆိုတဲ့ဖန်ပြန်တတိသားနည်းရဲ့ခလေးရဖို့ကြိုးစားတာဟာပိုပြီးတော့အမြင့်ဆုံး chance ပေါ်လာတယ်အဲ့တော့ သားကျော်ဖြတ်ထားပြီးသားမိမိတို့နော် create တန်လို့ချင်တယ်ပုံပုံပြန်ဆောင်ချင်တယ်သားသားမိမိလေးတွေပြန်လို့ချင်တယ်ဆိုရင်လောက်ရမယ့်ဟာအဓိကတစ်ချက်ပဲအခုကျွန်မပြောပြသွားတဲ့ဟာတွေကိုနားလည်တဲ့အထိဖြတ်ထားတယ်လည်းနားထောင်ကြည့်ပါပြီးတော့မှကိုယ့်ရဲ့အသေးစိတ်ရာဇဝင်နဲ့အတူကိုယ့်ရဲ့ OG နဲ့တူတူယောက်ချင်းအတွက်အသေးစိတ်တိုင်းပင်ဆွေးနွေးပြီးတော့မှဆုံးဖြတ်နိုင်ကြပါစေဆိုတော့ချစ်စရာကောင်းတဲ့သားသားလေးတွေမိမိလေးတွေအများကြီးဝမ်းမနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်